လူခန္ဓာကိုရှင်သန်ဖို့အောက်ဆီဂျင်နဲ့ဟာရဓာတ်တွေပါတဲ့သွေးလိုပါတယ်။ဒီအသက်သွေးကိုခန္ဓာကိုယ်နေရာအနှံ့ရောက်အောင်နှလုံးကညှစ်ထုတ်ပေးပါတယ်။ဒီလိုအဆက်မပြတ်ညှစ်ထုတ်ပေးနိုင်အောင်ဆက်ပြီးနှလုံးခုန်နေနိုင်ဖို့အတွက်နှလုံးကိုယ်တိုင်ဟာလည်းသွေးရရှိဖို့လိုပါတယ်။ဒီလိုနှလုံးကြွက်သားတွေကိုသွေးရအောင်ပံ့ပိုးပေးတဲ့သွေးကြောတွေကိုဆေးပညာလို coronary arteries မြန်မာလိုတော့နှလုံးသွေးကြောတွေလို့ခေါ်ကြပါတယ်။ အချို့လူတွေရဲ့နှလုံးသွေးကြောအတွင်းနံရံတွေမှာအဆီရီဂျိုးတက်ပြီးနှလုံးသွေးကြောကျင်းတာသို့မဟုတ်ပိတ်သွားတာတွေဖြစ်တတ်ပါတယ်။နှလုံးသွေးကြောအတွင်းအဆီဖုံးတာဟာဘလိုလူတွေမှာဖြစ်များသလဲဆိုတော့ဆေးလိပ်တောက်သူတွေအဝလွန်သူတွေသွေးတို့စီးဂျိုရှိသူတွေသွေးတွင်းကိုလက်စထရောများသူတွေနဲ့မိသားစုထဲမှာနှလုံးရောဂါအခံရှိသူတွေပဲဖြစ်ပါတယ်။ဒီလိုမျိုးနှလုံးသွေးကြောကျင်းရာကနေ့ သွေးကြောတစ်ချောင်းသို့မဟုတ်တစ်ချောင်းထက်ပိုပြီးလုံးဝပိတ်သွားမယ်ဆိုရင်တော့အဲ့ဒီသွေးကြောနဲ့ပံ့ပိုးပေးနေတဲ့နေရာမှာ ကွက်ပြီးတော့အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေမရနိုင်တော့တဲ့အတွက်နှလုံးကြွက်သားတွေပျက်စီးသေဆုံးသွားနိုင်ပါတယ်ဒီလိုဖြစ်စဉ်ကိုအင်္ဂလိပ်လို heart attack လို့အသိများပါတယ်မြန်မာစကားနဲ့နှလုံးရောဂါရတယ်နှလုံးထိတယ်စသဖြင့်ပြောကြပြီမဲ့ နှလုံးရောဂါတွေကအများကြီးရှိတာကြောင့်မလို့အတိအကျဆုံးပြောရရင်တော့နှလုံးသွေးကြောပိတ်သွားတဲ့လူအုပ်ပဲပြောရပါလိမ့်မယ်။ဆေးပညာအသုံးနဲ့ဆိုရင်တော့ myocardial infarction လို့ခေါ်ပါတယ်။နှလုံးသွေးကြောကျင်းတာလားနှလုံးသွေးကြောပိတ်တာလားနှလုံးဟာအလုပ်ပိုလုပ်ရတဲ့အခါမှာအောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေကို ပို့ပြီးတော့လိုအပ်ပါတယ်။ဒီအချိန်မှာနှလုံးသွေးကြောတွေက ကျင်းနေခဲ့ရင်လိုအပ်တဲ့ပံ့ပိုးမှုကိုလုံလုံလောက်လောက်မရနိုင်တော့တဲ့အတွက်ကြောင့်မလို့နှလုံးကြွက်သားတွေဟာသွေးငတ်ပြီးတော့ဒဏ်ပြည့်တဲ့အတွက်နာကျင်မှုကိုခံစားရနိုင်ပါတယ်။ရင်ဘက်အောက်နဲ့ဝေဒနာ ခံရနိုင်ပါတယ်။ရင်ဘက်အောက်နဲ့နေရာကတော့ရင်ဘက်အလေတဲ့တဲ့နဲ့ရင်ဘက်ဘယ်ဘက်ခြမ်းနားမှာအောက်နာများပါတယ်။ရင်ဘက်အလေမှာပူပြီးတော့ခံစားရလိမ့်ရှိပါတယ်။ဒါကိုအန်ဂျိုင်နာလို့ခေါ်ပါတယ်။ နှလုံးသွေးကြောကျင်းလို့ဖြစ်တဲ့ရင်ဘတ်အောင်လာပါဒီအချိန်နေမှာသွေးကြောဟာလုံးဝပိတ်မသွားသေးတာကြောင့်မလို့လှုပ်လှုပ်ရှားရှားလုံနေရကနေပြီးတော့နားလိုက်တဲ့အခါမှာမိနစ်သိန်းအနည်းငယ်အတွင်းမှာနာကျင်မှုဟာတက်တာသွားတတ်ပါတယ်ဒါမှမဟုတ်ဆရာဝန်ညွှန်ကြားပေးထားတဲ့ nitroglycerin ရှာအောင်ငုံစေးပြသောမဟုတ်ရှာအောက်ဖြန်းစေစပရေးကိုသုံးလိုက်ရင်တော့နှလုံးသွေးကြောဟာပြန်ကျယ်သွားတဲ့အတွက်ဝေဒနာတက်တာသွားနိုင်ပါတယ် နှလုံးသွေးကြောပိတ်တဲ့အချိန်လေးမှာတော့အနားယူလိုက်ပြီမဲ့လေရင်ဘက်အောင့်နာဟာတက်တာမလာပဲပိုဆိုးလာတတ်ပါတယ်နှလုံးသွေးကြောပိတ်သွားခဲ့ရင်15မိနစ်ထက်ပိုပြီးရင်ဘက်အောင့်နေတတ်ပါတယ်ရင်ဘက်အောင့်ယုံနေမကဘဲနဲ့ဘယ်ဘက်လက်မောင်းမေးယူပခုံးတွေပါကျင်ပြီးတော့နာတတ်တယ်အစာမကြေသလိုမျိုးမူးဝေပြုတ်အံတတ်တယ်ချွေးစည်းတွေအင်မတန်ထွက်လာတတ်တယ်ကြောနဲ့ရင်ကိုဆွဲညက်ထားသလို ရင်ဘတ်ပေါ်ကိုစင်ကောင်ကြီးတက်ထိုင်ထားသလိုအင်မတန်ခံရခဲ့ပြီးတော့ဆိုးဆိုးဝါးဝါတခုခုဖြစ်တော့မယ့်ပုံစံမျိုးခံစားချက်ကြီးရနေတတ်ပါတယ်။အသက်ကြီးတဲ့လူနာတွေနဲ့စီးကျူယောဂရှိသူတွေမှာတော့နာကျင်မှုကိုသိနိုင်တဲ့အာယုံကျော်တွေဟာပုံမှန်မဟုတ်တော့တဲ့အတွက်ကြောင့်မလို့ရင်ဘတ်အောင်နာကိုတိတိတတ်တတ်မခံစားရပဲနဲ့အစာမကြေသလိုနုံးသလိုအသက်ရှူမဝသလိုမျိုးမရေမရာလက္ခဏာတွေသာပြတတ်တဲ့အတွက်ကြောင့်မလို့ အဲ့လိုလူနာတွေမှာအထူးပဲသတိထားသင့်ပါတယ်နှလုံးသွေးကြောပိတ်နေပြီလို့ထင်ရင်ဆေးရုံကိုအမြန်ဆုံးသွားရပါမယ်နှလုံးသွေးကြောကျန်နှလုံးသွေးကြောပိတ်ရောဂါကိုဘယ်လိုသိနိုင်မလဲရှင်ဘက်အောင်ပြီးဆေးရုံရောက်လာတဲ့လူနာကိုနှလုံးသွေးကြောပိတ်တယ်ထင်ရင်ပထမဆုံး ECG စွဲကြည့်ရပါလိမ့်မယ် ECG ကို တက်ကြွတဲ့ဆရာဝန်က ကြည့်ပြီးတော့ဒီလူနာရဲ့နှလုံးကြွက်သားတွေပြင်းပြင်းထန်ထန်ထိခိုက်မှုရှိမရှိ ချက်ချင်းပြောနိုင်ပါတယ်နှလုံးနံရံတနေရာမှာရှိသမျှအလွှာတွေအကုန်လုံးထိခိုက်ပျက်စီးနေပြီဆိုရင် ECG ရဲ့အစိတ်ပိုင်းတစ်ခုဟာမြင့်တက်နေတတ်ပါတယ်ဒီလို ECG မျိုးကို တွေ့လို့ရှိရင်ဆရာဝန်ဟာအခြားအဖြေတွေကိုမစောင့်တော့ဘဲနဲ့ချက်ချင်းကုသမှုကိုစတင်ပါလိမ့်မယ် ECG ဖတ်ကြည့်လို့အဲ့လောက်ဆိုးဆိုးဝါးဝါးမတွေ့ရဘူးဆိုရင်တော့သွေးဖောက်စစ်ကြည့်ပါလိမ့်မယ်။သွေးထဲမှာ troponin လို့ခေါ်တဲ့ နှလုံးကြွက်သားအန်ဇိုင်းတစ်မျိုးမြင့်တက်နေခင်ဒါဟာနှလုံးကြွက်သားပျက်စီးနေတာကြောင့်လို့ပြောနိုင်တဲ့အတွက်ချက်ချင်းနောက်တစ်ဆင့်ကိုဆက်သွားရပါလိမ့်မယ်။ troponin ဓာတ်ကပုံမှန်ဆိုရင်တော့ troponin ကိုနောက်တစ်ချိန်ထပ်ဖောက်ရင်ဖောက်ဒါမှမဟုတ်ဆရာဝန်ကစောင့်ကြည့်ပြီးတော့တခြားရှင်ဘက်အောင်တဲ့အကြောင်းတွေကိုရှာနိုင်ပါတယ်။ခုနကပြောခဲ့တဲ့နှလုံးသွေးကြောကျဉ်းရောဂါအခြေအနေမှာဆိုရင်တော့ ECG ရော ထရိုပိုနင်သွေးဖြည်ပါပုံမှန်ဖြစ်နေနိုင်တာကိုသတိပြုသင့်ပါတယ်။နှလုံးသွေးကြောပိတ်နေတယ်လို့စိုးရိမ်ခဲ့ရင်ဆရာဝန်ကနှလုံးသွေးကြောထဲကိုဆေးထိုးထည့်ပြီးဓာတ်မှန်နဲ့ကြည့်တဲ့ coronary angiography ဆိုတဲ့စမ်းသပ်မှုကိုလုပ်နိုင်ပါတယ်။ဒီလိုကြည့်လိုက်တဲ့အခါနှလုံးသွေးကြောဘယ်နှချောင်းဘယ်နေရာမှာကျင်းနေတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းတွေ့ရနိုင်ပါတယ်ဒီလိုကြည့်ရင်းနဲ့ပဲလိုအပ်ရင်တခါတည်း ွေးကြောချဲ့စကား stand ထည့်ပြီးကုလိုက်လို့လည်းရပါတယ်ဒီစစ်ဆေးမှုတွေအပြင်ပုံမှန်ရင်ပတ်တက်မှရိုက်တာနှလုံးကိုအခိုးအာထရာဆောင်းရိုက်တာစတာတွေလည်းလုပ်နိုင်ပါသေးတယ်နှလုံးသွေးကြောပိတ်ရောဂါမတေချာခဲ့ရင်တော့ တခြားရင်ဘတ်အောင်တဲ့အကြောင်းတွေကိုရှာဖို့စမ်းသပ်စစ်ဆင်မှုတွေလုပ်နိုင်ပါတယ်။ရင်ဘတ်အောင်လာရင် ချက်ချင်းပါလို့တင်တယ်လေ။နှလုံးသွေးကြောကျဉ်းရောဂါကြောင့်ပုံမှန်ဖြစ်နေကြရင်ဘတ်အောင်တာလို့ထင်လို့ရှိရင်ပထမဆုံးလုပ်ရမှာကလှုပ်ရှားမှုတစ်ခုခုလုပ်နေရင် ဥပမာလမ်းလျှောက်နေရင်လှေကားတက်နေရင်ချက်ချင်းရက်လိုက်ပါ။ထိုင်ချပြီးနားလိုက်ပါ။အကူအညီခေါ်ပါ။တင်းရဲ့ဆရာဝန်က glycerol trinitrate GTN ဖြန်းစေသူမဟုတ်ဆေးပြပေးထားရင်ရှာအောက်ကိုထည့်လိုက်ပါ9မိနစ်ကြာတဲ့အခါဆက်ပြီးတော့ရင်ဘတ်အောက်နေရင် နောက်တစ်ချိန်ထပ်သုံးပါ3ချိန်3က3လို့မှမတက်တာဘူး15မိနစ်လောက်ကြာလို့မှမတက်တာဘူးဆိုရင်တော့အရေးပေါ်နံပါတ်ကိုခေါ်တာပဲဖြစ်ဖြစ်ဆေးရုံကြီးအရေးပေါ်ဌာနကိုသွားတာပဲဖြစ်ဖြစ်အမြန်ဆုံးလှုပ်ဆောင်နေပါတယ်ဒါမှမဟုတ်ရင်ဘတ်အောက်နာဟာအင်မတန်ပြင်းထန်ပြီးတော့ အပေါ်မှာပြောထားတဲ့နှလုံးသွေးကြောပိတ်ယောဂါရဲ့လက္ခဏာတွေလို့ထင်ရင်တော့ချက်ချင်းပဲအရေးပေါ်ကိုရောက်အောင်သွားပါကိုဟာကိုကားလုံးဝမမောင်းပါနဲ့အက်စပရင်ဆေးပြားရှိရင်အက်စပရင်နဲ့ဓမ္မတဲ့တာမျိုးလည်းမရှိဘူးအစာအိမ်သွေးယိုနာမျိုးမရှိဘူးဆိုရင်တော့အက်စပရင်300မီလီဂရမ်ကိုချက်ချင်းဝါးစားလိုက်လို့ရပါတယ်ဆေးရုံရောက်တဲ့အခါအရေးပေါ်ကိုရောက်တာ ਨੇ ECG တန်းဆွဲပြီးတော့ဆရာဝန်က ECG ကိုဖတ်ပါလိမ့်မယ်။နှလုံးနံရံအလှအရအားလုံးထိခိုက်တဲ့နှလုံးသွေးကြောပိတ်ယောဂါဆိုရင်တော့ရင်ဘတ်အောင့်ချိန်ကနေစပြီးတော့နှစ်နာရီအတွင်းအချိန်မီသေးတယ်ဆိုရင်နှလုံးသွေးကြောထဲကိုသွေးကြောချက်စကား stent ချက်ချင်းတန်းထည့်လို့ရပါတယ်။အဲ့လိုအချိန်မမီတော့ဘူးဆိုရင်တော့စားဖြစ်ချိန်ကနေစပြီး12နာရီအတွင်းရှိသေးတယ်ဆိုရင် streptokinase ဒါမှမဟုတ် Altiplace စတဲ့သွေးခဲပျော်စေးတမျိုးမျိုးကိုထိုးပြီးလို့ရပါတယ်။72နာရီအတွင်းဆိုပေမဲ့လို့နှလုံးကြွက်သားတွေဟာအချိန်နဲ့အမျှသေဆုံးနေတဲ့အတွက်နှလုံးသွေးကြောတွေကိုစောနိုင်သမျှအစောဆုံးပြန်ဖွင့်ပေးနိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ရင်ဘက်အောင်လာပြီဆိုရင် ဆေးရုံဆေးကန်းကိုအမြန်ဆုံးသွားတင်တာဖြစ်ပါတယ်။တကယ်တော့လူတိုင်းလူလူရင်ဘက်အောင့်တာရင်ဘက်နာတာဖြစ်ဖူးကြပါလိမ့်မယ်။လူငယ်တွေကျမ်းမာတဲ့လူတွေမှာတော့ ရင်ဘတ်အောင်တာနာတာဟာနှလုံးချောင်းလို့မဟုတ်ပဲနဲ့ရင်ဘတ်ကြွက်သားနံယိုးစတာတွေဒံဖြစ်လို့နာတာများပါတယ်။ဒါပေမဲ့ကို့မှာနှလုံးသွေးကြောချင်းရောဂါဖြစ်စေမဲ့အကြောင်းရင်းခံတွေရှိနေခဲ့ရင်တော့ဥပမာအသက်အရွယ်ကလူလက်ပိုင်းကနေလူကြီးပိုင်းအဝါလွန်ရောဂါသွေးတို့စီးကျူဆေးလိပ်တောက်တာမိသားစုထဲမှာနှလုံးသွေးကြောချင်းရောဂါရှိတာမျိုးတွေဆိုရင်တော့ရင်ဘတ်အောင်လာပြီဆိုရင် ပိုပြီးတော့အထူးသတိထားသင့်ပါတယ်။ ရင်ဘက်အောင့်တာဟာကိုယ်လက်လှုပ်ရှားမှုနဲ့တွဲပြီးဖြစ်တယ်။အေးတဲ့အချိန်မှာပိုပြီးအောင့်တတ်တယ်ဆိုရင်တော့ဒါဟာနှလုံးချောင်းဖြစ်ဖို့များပါတယ်။ကျန်းမာတဲ့လူငယ်တွေမှာလည်းအခြားနှလုံးရောဂါတွေဖြစ်နိုင်သေးတဲ့အတွက်ကြောင့်မလို့ရင်ဘက်အောင့်လာပြီးဆိုရင်မပေါ့တင်ပဲမိနစ်အနည်းငယ်အတွင်းမှာမတက်တာဘူးဆိုရင်ဆေးရုံဆေးကန်းကိုအမြန်ဆုံးသွားပြသင့်ပါတယ်။တချို့အစာအိမ်ယောဂါအစာမကြေယောဂါရှိတဲ့လူတွေမှာရင်ညွတ်ရိုးအောက်ကမိသားနဲ့ထိုးလို့ပူပြီးတော့နာတတ်တဲ့အတွက်ကြောင့်မလို့နှလုံးရောဂါနဲ့မှားတတ်ပါတယ်။ ဒါပေမဲ့ကြောက်စရာကောင်းတာကတကယ်နှလုံးသွေးကြောပိတ်တဲ့လူတွေအချို့မှာသူတို့ကိုသူတို့အစာမကြေဖြစ်တာပဲလို့ထင်ပြီးတော့ဆေးရုံမသွားပဲအစာအိမ်ဆေးတွေပဲတောက်မိရာကနေပြီးတော့တည်ဆုံသွားကြတဲ့ဥပမာတွေလည်းရှိနေပါတယ်ဆေးရုံရောက်ပြီးနှလုံးသွေးကြောပိတ်ယောဂဟာချက်ချင်းသွေးကြောချဲ့စကားသို့မဟုတ်သွေးပျော်စေထိုးရလောက်မစိုးသေးဘူးဒါမှမဟုတ်အဲ့လိုလှုပ်လှရတဲ့အချိန်ထက်ကျော်လွန်သွားပြီဆိုရင်တော့ aspirin clopidogrel စတဲ့ သွေးမခဲစေတဲ့သွေးဥမှားစန့်ကျင်ဆေးတွေ anti platelet ဆေးတွေကို ပေးပါလိမ့်မယ်။နောက်တရက်နှစ်ရက်တွင်မှာနှလုံးသွေးကြောထဲကိုဆေးသွင်းဓာတ်မှန်ရပြီးတော့သွေးကြောကျင်းတဲ့အတိုင်းအတာကိုစစ်ဆေးပေးပါလိမ့်မယ်။ဒီကြားထဲမှာနှလုံးခုန်နှုန်းကိုထိန်းဖို့ beta blockers သွေးကိုလက်စထရောကိုထိန်းဖို့ statins စတဲ့ဆေးတွေကိုလည်းပေးနိုင်ပါတယ်။ဆေးတွေပေးပြီးမဲ့နှလုံးဟာဆက်ပြီးတော့အောင့်နေတယ်။လူနာရဲ့အခြေအနေကမတိုးတက်လာဘူးဆိုရင်တော့ အထူးကုသမားတော်က stand ထည့်ဖို့ကိုစဉ်းစားနိုင်ပါတယ်အတော်ကိုဆိုးဆိုးဝါးဝါးကြီးပိတ်ဆို့နေတဲ့အခြေအနေတွေမှာတော့ stand ထည့်ုံနဲ့မလုံလောက်တော့ပဲပိတ်နေတဲ့သွေးကြောတွေကိုလမ်းကြောင်းလွှဲပြီးတဲ့ bypass surgery တွေလုပ်နိုင်ပါတယ်ဘေးလူတွေအနေနဲ့ဘာလုပ်တဲ့တယ်လဲတင်းရဲ့ရှိမှာလူတစ်ယောက်ကရင်မက်အောင်နေဆိုပြီးတော့ရင်မက်ကိုဖိပြီးလဲကြသွားတဲ့ဆိုရင်လောက်ရမာတွေကပတ်ဝန်းကျင်အန္တရာယ်ကင်းမကင်းကြည့်ပါ ကူအညီအမြန်တောင်းပါလူနာလှုပ်ရှားမှုရှိသလားအသက်ရှူနေသလားကြည့်ပါလူနာလှုပ်ရှားနေသေးရင်အသက်ရှူနေသေးရင်တော့အရေးပေါ်ကိုအမြန်ဆုံးခေါ်သွားသင့်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းလူနာတင်ကားကို အမြန်ဆုံးခေါ်သင့်ပါတယ်လူနာဟာမလှုပ်တော့ဘူးအသက်မရှူတော့ဘူးဆိုရင်တော့ CPR အရေးပေါ်အသက်ကင်နည်းကိုချက်ချင်းစသင့်ပါတယ်နှလုံးနှိုးဆက် AED ရှိရင်အမြန်ဆုံးလူနာပေါ်မှာအသုံးပြုပါ နှလုံးသွေးကြောပိတ်ယောဂဟာကမ္ဘာပေါ်မှာသေဆုံးမှုအများဆုံးနံပါတ်1ယောဂဖြစ်ပြီးမြန်မာနိုင်ငံမှာတော့လေဖြတ်ယောဂပြည်ရင်ဒုတိယသေဆုံးမှုအများဆုံးယောဂပဲဖြစ်ပါတယ်ဒီယောဂနဲ့ပတ်သက်ပြီးစိုးရိမ်စရာကောင်းတာကကုသမှုဟာအချိန်ပေါ်မှာအများကြီးမူတည်နေတာပါပဲစက္ကန့်မိနစ်နဲ့အများယောဂရဲ့အခြေအနေဟာလင်းမြန်စွာပြောင်းလဲသွားတတ်ပါတယ်ရင်ဘက်အောက်လာပြီးနှလုံးသွေးကြောပိတ်ပြီးလို့ယူဆရတာနဲ့ ကိုနေထိုင်ရာနေရာမှာရှိတဲ့အကြီးဆုံးဆေးရုံရဲ့အရေးပေါ်ဌာနကိုအမြန်ဆုံးသွားရပါမယ်။ဆေးရုံဈေးကန်းနဲ့ဝေးတဲ့ဒေသတွေဆိုရင်တော့ aspirin ဆေးတောက်ပြီးအနည်းဆက်ဆုံးဆေးရုံကိုအမြန်သွားဖို့ပဲရှိပါတယ်။ကာကွယ်ခြင်းဟာကုသခြင်းထက်အများကြီးပိုထိရောက်ပါတယ်။ဆေးလိပ်တောက်နေရင်ချက်ချင်းဖြတ်ပါ။သွေးတိုးစီးဂျုံနဲ့သွေးကိုလက်စထရောတွေကိုတန်နိုင်ဆုံးထိမ့်ပါ။လိုအပ်တဲ့ဆေးတွေကိုပုံမှန်တောက်ပါ။ဝိတ်ချပါ။စားလျှော့စားပါ။ အချိုနဲ့ကြာရှည်ကန်အစာတွေကိုရှောင်ပါတနေ့ကိုအနည်းဆုံး나ယူဘက်လိကျင်ကန်လုပ်ပါနှလုံးသွေးကြောကျင်းလက္ခဏာတွေရှိခဲ့ရင်နှလုံးအထုကုသမားတော်နဲ့အမြန်ဆုံးပြပြီးကုသမှုခံယူပါဒီဗီဒီယိုကနေအရေးအကြီးဆုံးမှတ်ရမှာကတော့နှလုံးသွေးကြောပိတ်သွားခဲ့ရင်သေဆုံးမှုအခွင့်အလမ်းအင်မတန်များပါတယ်နှလုံးသွေးကြောပိတ်လက္ခဏာတွေကိုလူတိုင်းသိထားသင့်ပါတယ်အမြဲအသိရှိနေသင့်ပါတယ် ကိုယ်တိုင်သာမကပဲကိုယ့်ရဲ့မိသားစုဝင်တွေဒီလိုလက္ခဏာတွေပြခဲ့ရင်ဆေးရုံကိုအမြန်ဆုံးခေါ်သွားသင့်ပါတယ်နှလုံးသွေးကြောမပိတ်ရအောင်အခုဒီနေ့ပဲစပြီးဘဝနေမှုပုံစံအစာအသောက်ကျန်းမာရေးကိုဂရုစိုက်ရပါမယ်သင်နဲ့သင်ချစ်ခင်ရသူတွေရဲ့နှလုံးသားတွေကို အကောင်းဆုံးကယ်တင်နိုင်မဲ့သူကတော့သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်အားလုံးပဲနှလုံးရောဂါခင်းစင်ပြီးကျန်းမာပျော်ရွှင်နိုင်ကြပါစေ။